င်္ဂလာပါရှင်တောင်လင်းထိုင်းမြေနိုဗင်ဘာလ3ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမရွှင်ကြည့်ပါပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မြဝတီမြို့တောင်ဘက်တိုက်ပွဲမှာစစ်ကောင်ပြင်တပ်သားအများပြားတိုက်ဆုံပြီးစစ်ကြောင်းအထိနာခဲ့တဲ့သတင်း ။တရဆောင်တိုင်းပွဲတော်ကာလအတွင်းမော်လမြိုင်မှာစစ်တုံးစီပြက်လက်မှုဖြစ်ပေါ်နေတဲ့သတင်းတွေအပြင်အပြစ်အခက်ရက်ဆဲတာဟာအင်အားပြန်လဲစုစည်းတာလို့ TNL ကောင်းဆောင်ပြောလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ဘာလီမှာအငင်းပွားဖွဲ့ဖန်တက်လီကဆောက်လုံးမှုရက်ဆိုင်ခံရတဲ့သတင်းဗင်နီဇွဲလာနဲ့အမေရိကန်စစ်ဖြစ်မှာကိုတန်ရရဖြစ်မိတယ်လို့ထရန့်ပြောလိုက်တဲ့သတင်းတွေနဲ့အတူမနက်ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ င်ပြည်နယ်မြောက်ပြည်မြို့နယ်မှာအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်ပြင်တပ်ကို KNU KNL ဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တို့ကတိုက်ခတ်ခဲ့ရာစစ်ကောင်ပြင်တပ်ဖွဲ့ဝင်အများအပြားတိုက်ဆုံခဲ့ပြီးခဲယမ်းကြီးစံအများအများတင်းစီရမိခဲ့တယ်လို့စစ်တင်းတဲ့စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။ မြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ရတိတ်ကူကျေးရွာ၊မင်းလက်ပံကျေးရွာ၊ဖလူးကျေးရွာတွေစီစစ်ကောင်ရှင်တပ်ကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးဒီလိုစစ်ကြောင်းထိုးရမှာစစ်ကောင်ရှင်တပ်ကတာလွန်လူအင်အားဤပညာမြင့် drone တွေလက်နက်ကြီးပစ်ကူတွေတာဝေးပစ်ထုံးကြီးတွေလေကြောင်းတိုက်ခတ်မှုတွေနဲ့အသာစီးတိုက်ခတ်ခဲ့တာပါ။ အခုလိုစစ်ကြောင်းထိုးလာတဲ့တပ်မနှိမ့်နဲ့လက်အောက်ခံစစ်ကောင်ပြင်တပ်စစ်ကြောင်းတွေနဲ့ KNU KNL ဥဆောင်တဲ့ဗျူဟာ32ကျသိန်းနဲ့စစ်ကြောင်း Cobra စစ်ကြောင်း Binon စစ်ကြောင်း Justice Soldier ပူပေါင်းတော်လှန်ရေးအဖွဲ့တွေနဲ့အကြိမ်ကြိမ်ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ31ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်ဖျင်တပ်ဖွဲ့ဝင်အများပြားသေဆုံးခဲ့ပြီးထွက်ပြေးအလင်းဝင်လာသူတွေစစ်တုံးပန်းတွေထိခိုက်ဒဏ်ရာအများများရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ဒါအပြင်လူမှုအပေါ်ယုံမာမဲ့ထွက်ပေါမဟုတ်တဲ့ဤမျိုးစုံနဲ့ယုံမာရက်ဆက်မဲ့ရွေးကောက်ပွဲမှာပြည်သူတွေမပါဝင်ကြဖို့လဲမိမိတို့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားကြောင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်ရှင်တားမြောက်ရီမြို့တောင်ဘက်ကလေးကီကောင်မြို့တစ်ကိုပြီးခဲ့တဲ့အောက်တိုဘာလလယ်ပိုင်းကပြန်လည်သိမ်းယူနိုင်ခဲ့ပြီးမြို့အနီးဝန်းကျင်ရှိကျေးရွာတွေနဲ့မြောက်ရီဝေါ်လီလမ်းမိုက်မှာရှိတဲ့ကျေးရွာတွေစီဆက်လက်စစ်ကြောင်းထိုးလာနေခဲ့ရာတော်လန်ရေးပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်ဖြင့်တက်ကစစ်မှုထမ်းတင်နှင်းစဉ်တက်သားတဲ့အများပြားကိုရှေတန်းကနေအသေးခံတက်ခိုင်းနေတဲ့အတွက်စစ်မှုထမ်းတင်နှင်းစဉ်တက်သားတဲ့တွေအများပြားတိတ်ဆုံးခဲ့ရပြီးတော်လန်ရေးတက်ဖွဲ့တွေစီထွက်ပြေးသွားတာတွေနဲ့အလင်းမရောက်လာတာတွေရှိနေတာပဲဖြစ်ပါတယ်ရှင်မွန်ပြည်နယ်ရဲ့မြို့တော်မော်လမြိုင်မြို့မှာတစောင်းနိုင်ပွဲတော်ကာလအတွင်း73စီဆိုင်အများစုမှာ73စီပြက်လက်မှုတွေဖြစ်ပွားနေတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါရရှင်။ ။မူမီနေရဲ့မြို့တော်မော်လမြိုင်မြို့မှာပစောင်းတိုင်းပွဲတော်ကာလအတွင်း73စီဆိုင်အများစုမှာ73စီပြက်လက်မှုတွေဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါရတယ်။73စီဆိုင်အများစုမှာ73စီကိုအရင်ရက်တွေကပုံမှန်ရောင်းချပေးနေရကနေပစောင်းတိုင်းပွဲတော်ကာလဖြစ်တဲ့အခုရပိုင်းတွင်73စီပြက်လက်ပြီးဝယ်ယူရခက်ခဲတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။လက်ရှိ73စီဆိုင်အများစုမှာတော့အောက်တိန်မျိုးစား92နဲ့95ဓာတ်စီတွေပြက်လက်နေတဲ့ပြင်ပရီမီယံဒီဇယ်တွေကအစပြက်လက်ပြီး လို့တလောက်ဝယ်ယူလို့မရတဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ရင်းမောင်းတူကတော့ဒီရက်ပိုင်းတွင်73စီပြက်လက်မှုကြီးကြီးမားမားဖြစ်ပေါ်နေပြီးဓာတ်စီနဲ့နေ့တိုင်းမောင်းနေရတာကြောင့်ဓာတ်စီမရှိတဲ့အတွက်အခက်အခဲဖြစ်နေရတယ်လို့တန်တွင်တိုင်းကပြောပါဗျ။ခြေတွေကတော့ပြက်တယ်ဆိုစီရက်ဆာကြီးတယ်မစီရက်ဆာမရှိရတဲ့ခါလည်းရဖို့မရတဲ့ခါလည်းမရဖို့ဒီရက်ပိုင်းတော့စီကောပြက်တယ်ရှားတော့ဓာတ်စီသေးချာတော့မရောမနဲ့ထားရလားဘာလို့ပဲရှားပြီးတယ်အခုက ဒါစီရဘယ်နေရာရှိလို့ရှိမှမသိဘာကြရင်ဟိုကြားလို့တက်လာလို့လည်းအဲ့ဒီကဒါစီမရှိတဲ့ဒါစီပါပို့ပေါ့ဒါစီနဲ့နေတာမောင်းနေရတဲ့ဒါစီမရှိတော့လမ်းပြောက်လို့ဒါအပြင်ဒေသတွင်းက73စီရှိတဲ့ဆိုင်တွေမှာတော့အရင်လိုတန်းစီဝယ်ယူရတဲ့ပုံစံပြန်ဖြစ်နေပြီး73စီပြက်လက်မှုကြားလာပါကအရင်လိုညအိတ်ဆောက်ပြီးဝယ်ယူရမယ့်ခြေနေတွေရှိလာနိုင်တယ်လို့သူကဆက်ပြောပါတယ် 73စီစာလုပ်ငန်းရှင်တူကတော့ခုလို73စီတွေပြက်လက်ရတာဟာမွန်ပြည်နယ်ရဲ့73စီခွဲတန်းကိုရင်လိုတီလိုဝါမှာတွားယူရတာမဟုတ်ပဲလက်ရှိမူရုံကရုံးပေါ်စိတ်ကမ်းမှာတွားထုတ်ရတာဖြစ်တဲ့အပြင်အဲ့ဒီစိတ်ကမ်းရဲ့စီမံခန့်ခွဲမှုအားနည်းတဲ့အတွက်ရက်တံကြာဆောင်စင်းရတာကြောင့်ရောင်းလို့အလင်းမမီဖြစ်ရတာဖြစ်တယ်လို့တန်လွင်တိုင်းကပြောပါဗျာဒီမွန်ပြည်နယ်အပတ်ခွဲတန်းကိုဒီကမူရုံကရုံးပေါ်စိတ်ကမ်းရခမင်းစိတ်ကမ်းကနေဟိုပြုံချပြီးတော့လေအဲ့မှာပဲချပြီးရခါကျတော့ ကားတွေကဟိုမှာတက်တင်လက်ခံမှာဟိုစောက်ရတာစောက်ရတာစီမံစောက်ရတာကလည်းကြားတယ်တချို့ကားတွေဆိုတော့၃ရက်အဲ့လိုမျိုး၄ရက်မှစီရတတိစာပြည်လာတာပေါ့အဲ့လိုဖြစ်လာတဲ့အခါကျတော့ဒီမှာကကျောင်းလုံးအဆင်မပြေတော့လေအပိကကအခက်ခဲဆုံးကတော့ဒီရသမဲစိတ်ကမ်းမှာရစီမံခန့်ခွဲမှုပေါ့ဒီကမရှိတာလည်းမဟုတ်ဘူးဒီကလည်းရှိနေတယ်သူရစီမံခန့်ခွဲမှုကအာအာနေလို့ဖြစ်မှာပေါ့လေဒီလိုအချိန်ကြာကြီးရောက်ပြီးတော့မှစီရရတယ်ဆိုတော့ လက်ရှိတစောင်းတိုင်းပွဲတော်ကာလဖြစ်တာကြောင့်လဲခီးသွွာလာမှုတွေများတဲ့အတွက်စစ်သုံးစီတွေအသုံးများကြသလိုရာသမင်းစိတ်ကမ်းရဲ့စီမံခန့်ခွဲမှုအားနည်းချက်ကြောင့်လဲအခုလိုစစ်သုံးစီပြက်လက်မှုပြန်ပြစ်လာတာဖြစ်တယ်လို့သူကဆက်ပြောပါတယ်ဒေတာတွေမှာတော့စစ်တပ်အာဏာသိမ်းပြီးနောက်မကြာခဏသူတို့စစ်သုံးစီပြက်လက်မှုတွေဖြစ်ပြီးအချင်းအတော်ကြာတန်းစီဆောင်ဆိုင်ဝယ်ယူရတာလူတလောက်ဝယ်ယူလို့မရတာဖြင့်ခွဲတန်းနဲ့သာဝယ်ယူရတာတွေဖြစ်ပေါ်နေတာပါ တဖက်မှာစစ်ကော်မရှင်လောက်ခံ73စီတင်သွင်းသူလောင်ဖြန့်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့မော်နမြေမြို့အတွက်92တလီတာကိုကြက်2900ဝန်းကျင်95တလီတာကိုကြက်3000ဝန်းကျင်နဲ့ပရီမီယံဒီဇယ်တလီတာကိုကြက်3200ဝန်းကျင်ဈေးနှုန်းသတ်မှတ်ထားပေမဲ့73စီပြက်လက်နေတာကြောင့်ဝယ်ယူရအခက်အခဲရှိနေတာဖြစ်ပါတယ်။မော်နမြေမြို့မှာတော့73စီတွေရာဆိုရင်ပြီးခဲ့တဲ့အစိုးရလက်ထက်ကဓာတ်စီတလီတာကိုကြက်600ဝန်းကျင်သာရှိရမှအာနာသိမ်းပြီးနောက်ငါးစားကျော်မြင့်တက်လာတယ်လို့ စစ်တုံးစီပြက်လက်မှုတွေကလည်းမကြာခဏဆူဆူဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။တရုတ်အစိုးရရဲ့အကြောင်းဝင်ညှိနှိုင်းပေးမှုအရစစ်တပ်နဲ့တအန်းတပ်တို့အပြစ်ခတ်ရက်စဲမှုပေါ်အင်အားပြန်လည်စုစည်းဖို့အတွက်နားတာဆိုပြီး TNL ကောင်းဆောင်တူဦးဖြစ်တဲ့ဗိုလ်ချုပ်တာဖုံးကျော်ကသူ့သဘောထားကိုထုတ်ပြောလာပါတယ်။ဒီအကြောင်းကိုတော့ဝန်ကြီးကတင်ဆက်ပေးထားပါရှင်။ တရုတ်ဆိုရရဲ့ဂျာဝင်ညီနိုင်ပေးမှုရစစ်တပ်နဲ့တန်းတက်တို့အဖြစ်ခက်ရဲဆဲမှုပေါ်အင်အားပြန်လည်စုစည်းဖို့နားတာဆိုပြီး TNL ခေါင်းဆောင်တို့ဖြစ်တဲ့ဗိုလ်ချုပ်တာဖုံးကျော်ကသူ့သဘောထားကိုထုတ်ပြောလာပါတယ်အဖြစ်ခက်ရဲဆဲရေးဆုံးဖြတ်ချက်ပေါ်ပြင်းထန်မြန်ဆန်လို့ပောက်ကွဲခံစားမှုတွေအတွက်နားလေကြောင်းနဲ့စီးပွားရေးနုံနဲ့ဆွေမျိုးအစီရစ်တဲ့ကာလာမျိုးမဟုတ်ပဲလေရင်ပုံးကျဲတံ drone မိုးရာတံကိုအတူခံနေကြရတာလို့ဆိုပါတယ်ဒါအပြင်နားချိန်တန်လို့ဖီအားများလို့အင်အားပြန်စုဖို့နားတာဖြစ်ပြီး တော်လန်ရေးမှာအမြင့်ပြန်တက်ရေးနဲ့လိုချင်တာလက်ရကူးဆုပ်ရေးဆိုပြီးနှွေးမှာနှစ်ရက်နေ့ညပိုင်းမှာသူ့ရဲ့ Facebook အကောင့် Mighty Land ကနေရေးသားခဲ့တာပါ။ဒါပေမဲ့တန်တက် TNL ရဲ့တရားဝင်သတင်းပြန်ကြားရေးဌာနကထုတ်ပြန်တဲ့ကြေညာချက်တော့မဟုတ်ပါဘူး။နိုဝင်ဘာ3ရက်မနက်ပိုင်းမှာတော့ဗိုလ်ချုပ်တာဖုံးကျော်ကသူ့ရဲ့ရေးသားချက်ကိုပြန်လည်ဖြုတ်ချခဲ့ပါတယ်။စီးအခြေအနေတွေကိုလေ့လာဆောင်ကြည့်နေတဲ့စီရီယံဘူကြီးစင်ရောကအင်အားစုအလိုက်စူးစီးချစ်လျက်ရမှာဖြစ်တယ်လို့အကန့်လိုက်တာဝန်ပိုင်းခြားသတ်မှတ်ပြီးလုပ်ရမယ့်အနေဒါလို့သုံးသပ်ပါတယ်။ အနေထားဘယ်လိုဖြစ်မလဲပေါ့အနေထားကျွန်တော်တို့အခုဒီ2025ဒီဇင်ဘာလောက်ဆိုရင်မိုးကုတ်ရှမ်းမြောက်အခင်းကျင်းဘယ်လိုဖြစ်မလဲဒါကိုပဲကျွန်တော်တို့စောင့်ကြည့်ရမယ်အဲကိုလုံးမကိုရမယ်ကိုတကယ်တကယ်တမ်းကျွန်တော်တို့ပြောရမယ်ဆိုရင်ပေါ့နော်ကို့အင်အားစုလိုက်နဲ့ကို့ဘာသာကိုစုစုစည်စည်ကြစ်ကြစ်လေးလေးဖြစ်ရမယ်အခုဘိုးဝင်ခံလို့မရဘူးဘသူလုတ်လုတ်တာငါလုတ်တယ်ယူပဲမဟုတ်ဘူးကို့အကန့်လိုက်အကန့်လိုက်နဲ့ကျွန်တော်တို့တာဝန်ပိုင်းခြားသတ်မှတ်ပြီးတော့ကိုစီတာဝန်နဲ့လုတ်ရမယ်အနေထားမျိုးလို့တော့မြင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါဗျာ တန်းတက် DNL အနေနဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းမန္တလေးတိုင်းကမိုးကုတ်ပါဝင်ရှမ်းမြောက်ကမြို့ပေါင်း၁၂မြို့ကိုမာမိတ်တပ်တွေနဲ့အတူတင်းယူနိုင်ခဲ့ပြီးစစ်တပ်ရဲ့တံပြန်ထိုးစစ်ကြောင့်နောင်ချိုကြောက်မဲနဲ့တီဘောမြို့တို့ကိုလက်လွတ်ခဲ့ရပါသည်။ဒါအပြင်တရုတ်ပြည်အားနဲ့အတူစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မိုးကုတ်နဲ့မိုးမိတ်မြို့တို့ကိုပါတန်းတက် DNL ကထပ်မံလက်လွတ်ရမှာဖြစ်တဲ့အတွက်ရှမ်းမြောက်က9မြို့သာထိန်းချုပ်ဖို့ကြံရှိတော်တာပါ။ ပြီးခဲ့တဲ့အောက်တိုဘာ28 28ရက်နေ့တို့မှာတရုတ်စိုးရအဖွဲ့ရဲ့အထူးကိုယ်စားလှယ်တင့်ချီခြင်းဥဆောင်တဲ့ဆွေးနွေးမှုအတွင်းတရားတက်ကကိုယ်စားလှယ်အဖွဲ့နဲ့စစ်တပ်ကကိုယ်စားလှယ်အဖွဲ့တို့ကုမင်းမြို့မှာတွေ့ဆုံခဲ့ကြတာပါအဲ့ဒီတွေ့ဆုံဆွေးနွေးမှုအတွင်းပြန်လည်ပြစ်ခတ်ရစေရအတွက်သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့တာကြောင့်အောက်တိုဘာ29ရက်နေ့ကစပြီးနှစ်ဖက်တပ်တွေရောက်တဲ့နေရာမှာပဲရပ်တန့်ထားရမှာဖြစ်ပါသည်ဒါပြင်တရနယ်ထိန်းချုပ်ထားတဲ့မိုးကုန်းနဲ့မိုးမင်းမြို့နယ်တွေကနေပြန်လည်ဆုတ်ခွာပေးရမှာဖြစ်ပြီးစစ်တပ်ကလည်းတန်းဒေသကိုလေကြောင်းပုံးကျတာနဲ့ထိုးစစ်စင်တာတွေကိုရပ်တန့်ပေးဖို့သဘောတူခဲ့ကြတာပါ ဒါပေမဲ့မြို့သားညီညွတ်ရေးဆိုရ NUG ကာကွယ်ဝန်ကြီးဌာနရဲ့ကုကဲမှုအောက်မှာရှိတဲ့မိုးကုတ်ဖြူဟာနဲ့မန္တလေး PDF ကတော့ထိန်းချုပ်နယ်မြေတွေကိုအစွမ်းကုန်ကာကွယ်မယ်လို့အသိပေးထားကြပါတယ် န္တလေးတိုင်းကမိုးကုတ်မြို့နယ်ရှမ်းမြောက်ကမိုးမင်းမြို့တို့ဟာတစ်တုံညာနှစ်ကုန်စစ်စင်ရေးဒုတိယပိုင်းအတွင်းတန်းတက်တရနယ်လေးနဲ့ NUG ကာကွယ်ဝန်ကြီးဌာနကပြည်သူ့ကာကွယ်တပ်ဖွဲ့တွေပူးပေါင်းပြီးတိုက်ခိုက်သိမ်းယူခဲ့ကြတာဖြစ်ပါတယ်။အခုလက်ရှိမှာအဲ့ဒီနှစ်မြို့ကိုတရနယ်လေးကဆုတ်ခွာပြီးမဲ့မာမိတ်တပ်တွေကဆက်လက်ကာကွယ်မှာဖြစ်လို့စစ်တပ်ကအရေးပေါ်ခြေနေအဖြစ်ဆက်လက်ကြီးညာထားတယ်လို့စစ်အုပ်ချုပ်ရေးအမင်းကိုလည်းရှက်ပေါင်း90တပ်တန်းထိုးထားတာပါ။ စီဒီအမ်ဘူကြီးစင်ရောကတော့စစ်တပ်အနေနဲ့လောလောဆယ်မှာမြောက်ပိုင်းကတပ်ဖွဲ့ဝင်တချို့ကိုအနာပေးထားတာဖြစ်လို့မိုးကုတ်ကိုတံပြန်ထိုးစစ်ဆင်ဖို့မဖြစ်နိုင်သေးဘူးလို့သုံးသပ်ပါတယ်။ဒီခင်းချင်းလျောက်နယ်ကတော့မိုးကုတ်ကိုသူတို့လောလောဆယ်တိုက်လို့မရသေးဘူး။ဒါကြောင့်လည်းသူတို့မတိုက်တာဖြစ်လိမ့်မယ်။အချိန်ဆောက်မယ်ထင်တယ်ကျွန်တော်တို့ရွေးကောက်ပွဲပြီးကမှမိုးကုတ်ဘက်ကိုတိုက်မဲ့အနေအထားမျိုးလို့တော့ မြင်တယ်ဗျလောလောဆယ်တိုက်ရင်တော့ဒီအနေထားမျိုးနဲ့သွားတိုက်ရင်တော့စစ်တပ်မှအဲ့လောက်တိုက်နိုင်တဲ့အင်အားမရှိတော့ဘူးပေါ့နော်အဲတခြားလဲပြာမီလွတ်လိုက်တယ်ဆိုတော့ဟိုတပ်တွေကစားကဆက်နှစ်ကတော့ကရင်ပြည်နယ်တပ်မတစ်တစ်ကတော့ရန်ကုန်ပေါ့နော်ခဏအနာပေးထားပြီးရင်ကြံတဲ့စစ်မျက်နှာပြင်တွေကိုသွားရမယ်ထင်တယ်ဒီမိုးကုတ်ကလည်းရွေးကောက်ပွဲမလုပ်နိုင်ပါဘူးဆိုပြီးတော့ဝန်ခံထားတာပေါ့နော်လာမယ့်ဒီဇင်ဘာနှောင်းပိုင်းနဲ့နောက်နှစ်အစောပိုင်းမှာစစ်ကော်မရှင်ဥဆောင်ကျင်းပမယ်ထွေထွေရွေးကောက်ပွဲအပိုင်း1နဲ့2တို့မှာ မိုးကုတ်နဲ့မိုးမြင့်မြို့နယ်တို့ကိုမကျင်းပနိုင်တဲ့56မြို့နယ်စီးနေတဲ့ထည့်သွင်းထားတာပါ။အာနာသိမ့်မှုတွင်တိုင်းစစ်ဌာနချုပ်ကြဆုံးတဲ့အထိစစ်တပ်သမိုင်းကိုတစ်စစ်ချိုးပြောင်းလဲပေးခဲ့တဲ့ညီနာမမိတ်သုံးဘွဲ့ရဲ့တစ်တုံညာနှစ်ကွန်စစ်စင်ရေးဟာမျိုးဥတော်လန်ရေးရဲ့အရှင်ဟုန်နဲ့အတူအောင်ပွဲအလီလီစုကူးထားတာပါ။ဒါပေမဲ့တရုတ်ဆိုရရဲ့ဂျာဝင်မှုကြောင့်ညီနာမမိတ်အဖွဲ့ဝင်ကိုကန့်တဲ့ MNDA နဲ့တန်းတဲ့ DNL တို့ဟာအခုချိန်မှာစစ်တပ်နဲ့အဖြစ်ခက်ရဲဆဲထားကြတဲ့တိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းတွေဖြစ်လာနေပါပြီ

တဘာဝပတ်ဝန်းကျင်ဆိုင်ရာအနေရတွေဘေကင်းရေးဆိုင်ရာစိုးရိမ်မှုတွေနဲ့ပါမစ်ဆိုင်ရာဥပဒေချိုးဖောက်မှုတွေရှိရဆိုတဲ့ဆွဆွဲချက်တွေကြည်ကြဲပြင်းပြန်ထွက်ပေါ်လာပြီးနောက်အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းရှိကမ္ဘာလှည့်ခရီးသွားလာရောက်မှုအများဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ကယ်လင်ကိန်းကမ်းခြေမှာအငင်းပွားဝယ်ဖန်တက်လေကတိရှောက်မှုကိုအရာရှိတွေကရပ်ဆိုင်းထားလိုက်ပါတယ် ဒိုင်နိုဆောပုံစံကြောက်ကမ်းမှရှိတဲ့ကယ်လင်ကိန်းကန်ဂျေဟာခရီးသွားတွေလူကြိုက်များပြီးဓာတ်ပုံရိုက်ဖို့အကောင်းဆုံးနေရာတွေထဲကတစ်ခုအဖြစ်မှတ်ယူခံရတဲ့နေရာဖြစ်ပါတယ်။182မီတာမြင့်တဲ့ဓာတ်လေကားကလန်ကီးမှာခရီးသွားတွေအကြိမ်ကြိမ်ရဆိုင်မှုမရှိစေဖို့နဲ့အသေးရစရာကြောက်ကမ်းမှနဲ့ဓာတ်ပုံတွေရိုက်ကူးနိုင်စေဖို့ရည်ရွယ်တည်ဆောက်နေတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဓာတ်လေကားဟာအင်ဒိုနီးရှားရဲ့ဆောက်လုပ်ရေးစီမံကိန်းဥပဒေကိုချိုးဖောက်ထားပြီးဘေးဘဝဝင်ကျင်းကိုထိခိုက်နိုင်တယ်ဆိုတဲ့ပြောဆိုမှုတွေထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီဓာတ်လေကဟာသဘာဝပတ်ဝန်းကျင်ရော့ပါးစေဖို့သတ်မှတ်ထားတဲ့နေရာမှာဆောက်လုပ်နေတာဖြစ်ပြီးကြီးကြီးမားမားဆောက်လုပ်မှုတွေကိုတားမြစ်ထားတဲ့နေရာမှာတည်ဆောက်ဖို့ကြိုးပမ်းနေရာကြောင့်အခုလိုရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ဘာလီဒေတာဆိုင်ရာလွှတ်တော်အထူးကော်မတီကပြောပါတယ်အဒီတက်လီကရဲ့ဒီဇိုင်းဟာဘာလီရဲ့ရိုးရအစင်အလာအဆောက်အဦးဒီဇိုင်းပုံစံတွေနဲ့လဲဆန့်ကျင်နေရလို့အရာရှိတွေကပြောပါတယ် တရုတ်ယင်းနီမြောက်နှံသူတွေနဲ့အင်ဒိုနီးရှားဆောက်လုပ်ရေးလုပ်ငန်း PT Bangunusa Property ကထောက်ပံ့ထားတဲ့ဒေါ်လာ12သန်းကုန်ကြမဲ့အဒီစီမန်ဂိန်းကို2023ခုနှစ်ဇူလိုင်လကစတင်ခဲ့ပြီးကမ်းခြေသို့ဝင်ရောက်နိုင်တဲ့အခြေအနေတွေတိုးတက်လာစေဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ မိမိတို့ကုမ္ပဏီအနေနဲ့တဘာဝပတ်ဝန်းကျင်နဲ့မြေပြင်စံခိုင်မှုလေးလာတာတွေအပါအဝင်ဥပဒေဆိုင်ရာနဲ့ဤပညာဆိုင်ရာလိုအပ်ချက်တွေအလုံးပြည့်စုံအောင်လှုပ်ဆောင်ထားတယ်လို့စားလုပ်ရေးကုမ္ပဏီဒါရိုက်တာကိုမင်းဆူယန်တာယာကပြောပါတယ်။ဖန်တက်လေကတိစားမှု80ရာခိုင်နှုန်းပြီးစီးနေတဲ့အချိန်မှာအခုလိုတိစားမှုရပ်ဆိုင်မှုညွန်ကြားချက်တွေထွက်ပေါ်လာတာဖြစ်တယ်လို့သူကပြောပါတယ်။ အဲ့ဒီစားလို့ရေလုပ်ငန်းခွင်နဲ့ပတ်သက်လို့စားလို့ရေလုပ်နေသူတွေဟာသဘာဝပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူးလို့ဒေတာခန့်တွေကစွပ်စွဲခဲ့ကြပါတယ်။စားလို့ရေခွင့်ပြုချက်အသေးအချာမရှိဘဲဥပဒေချိုးဖောက်မှုတွေကိုအတီးပြုပြီးရင်အဆိုပါဖန်တက်လီကတိစောင်းမှုကိုထာဝရပိတ်သိမ်းနိုင်တယ်လို့ပါဠိအရာရှိတွေကပြောထားပါတယ်။ဗင်နီဇွဲလားနဲ့အမေရိကန်စစ်ဖြစ်မှာကိုတန်တရားဖြစ်မိတယ်လို့ထရန့်ပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။ ဗင်နီဇွဲလားနဲ့အမေရိကန်စစ်ဖြစ်နိုင်ခြေကိုတန်တရားဖြစ်မိကြောင်းနဲ့ဗင်နီဇွဲလားသမ္မတမာဒူရိုရဲ့ယာရုတက်တန်းလေးရက်တွေအကန့်အသတ်ရှိလာပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။ဗင်နီဇွဲလားနဲ့အမေရိကန်စစ်ဖြစ်လာမှာလားဆိုတဲ့ CBS သတင်းဌာနရဲ့မေးခွန်းကိုထရန့်ကအခုလိုမျိုးဖြေကြားခဲ့ပြီးတဲ့နောက်ဗင်နီဇွဲလားကမိမိတို့နိုင်ငံအပေါ်အရန်ဆူဆူရွရွပြုမှုနေတယ်လို့ပြောပါတယ်။ကာရီဘီယံမှာမွေးစည်းဝါမှောင်ကိုကူးနေတယ်ဆိုတဲ့သတင်းတွေကိုအမေရိကန်ကအရှိန်မြှင့်တိုက်ခိုက်နေချိန်မှာ တမနာထရန့်ရဲ့အခုလိုပြောဆိုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်နိုင်ငံတဲ့မွေးရေးစေဝါတွေဝင်ရောက်နေမှုကိုတားဆီးရေးအိတ်တိုက်ခိုက်မှုတွေလှုံ့ဆော်မှုလိုအပ်တယ်လို့ထရန့်ဆွေရကပြောထားပါတယ်။အမေရိကန်ရဲ့လုပ်ရက်တွေဟာမွေးရေးစေဝါဝင်ရောက်မှုကိုတားဆီးဖို့မဟုတ်ဘဲထရန့်နဲ့ရေရှည်အတိုက်ခံဖြစ်နေတဲ့တမနာမာဒူရိုကိုဖျောက်ချဖို့ရည်ရတာဖြစ်တယ်ဆိုတဲ့ပြောဆိုမှုတွေကိုထရန့်ကပယ်ချပြီးမင်းမီတို့တိုက်ခိုက်မှုတွေဟာကိစ္စရက်တွေအများကြီးနဲ့ပတ်သက်နေရလို့ပြောပါရီစက်တင်ဘာလဇာမိုင်းကစပြီးကာရေဘီယံနဲ့အရှေ့ပစိဖိတ်မှာ အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့်လူ64ဦးထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။အဲ့ဒီသင်းမောတွေမှာတင်ဆောင်လာတဲ့မွေးရည်ဆေးတွေအမေရိကန်နိုင်ငံထဲရောက်ရှိလာခဲ့မယ်ဆိုရင်အဲ့ဒီထက်အများများတဲ့လူတွေမိသားစုတွေသေဆုံးရမှာဖြစ်တယ်လို့ထရန့်ကပြောထားပါတယ်။ဗင်နီဇွဲလားကိုမြေပြင်တိုက်ခိုက်မှုတွေလှုံ့ဆော်သွားမလားဆိုတဲ့မေးခွန်းကိုတော့ထရန့်ကပယ်ချဖို့ညင်းဆိုပြီးဗင်နီဇွဲလားကိုဘာလုပ်မယ်မလုပ်ဘူးဆိုတာနဲ့ပတ်သက်လို့မပြောလို့ကြောင်းဖြေပါတယ်။ဝါရှင်တန်ကမိမိတို့ကိုတိုက်ခိုက်လိုတာကြောင့်မွေးရည်ဆေးဝါကိုအကြောင်းပြနေတာဖြစ်တယ်လို့မာဒူရိုကဆွဆွဲထားပြီးတော့ ကိုလံဘီယာသမရဂက်စတဘိုပက်ထရိုကအမေရိကန်ဟာလက်တင်အမေရိကကိုကြီးစိုးဖို့အဲ့လိုတိုက်ခိုက်မှုတွေကိုတောင်းချနေတာဖြစ်တယ်လို့ပြောဆိုပါတယ်။ဗင်နီဇွဲလားဟာကမ္ဘာပေါ်မှာအဆိုးရွားဆုံးရာဇဝတ်ကိန်းတွေရှိနေတဲ့နိုင်ငံဖြစ်တယ်လို့ထရန့်ကဆိုပါတယ်။မိမိတို့အနေနဲ့ဗင်နီဇွဲလားမှာမာဒူရိုအဆိုးရွားကိုဖျောက်ချကျင်တာကြောင့်အခုလိုတိုက်ခိုက်မှုတွေပြုလုပ်နေတာမဟုတ်ဘူးလို့ထရန့်ကဆိုထားပေမဲ့မာဒူရိုရဲ့သမရယာတုတက်တန်အကန့်အသတ်ရှိလာပြီလို့ပြောပါတယ်။ မနက်ဖြန်နိုဗင်ဘာလ၄ရက်နေ့အတွက်မိုးလေဝသအခမ်းအနားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွားချက်တွေအရမြန်မာနိုင်ငံမြဝကျွန်းပေါ်နဲ့အောက်ပိုင်းဒေသတွေမှာတိမ်အထင်းအင်းမှတိမ်ထူထပ်နေပြီးကြံဒေသတွေမှာတော့တိမ်အထင်းအင်းဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြဝကျွန်းပေါ်နဲ့တောင်ဝိုင်းဒေသတချို့မှာမိုးအထင်းအင်းရွာသွန်းနေခဲ့တာကိုမိုးလေဝသကြိုတူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။ မနက်ဖြန်အတွက်ခမန်းချက်ကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထဲမှာတိမ်ထူထမ်းနိုင်ပါတယ်။တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေဘက်တို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနာရီ10မိုင်မှ -20 ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်မှာလှိုင်းအထင်းထင်ရှိနိုင်ပါတယ်။စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်း ကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်မှနေရာအနှံပြားမိုးထချုံရွာသွန်းနိုင်ပါတယ်။တပ်ပလီပင်နယ်ပြည်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရဝန်းအရှိန်နဲ့အရှေ့ဘက်ကနေလာတဲ့လေပွေလိုင်းအရှိန်တွေကြောင့်သခိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ လေပြင်းတိုက်ခတ်ခြင်းနဲ့နေရာကွက်လို့မိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နဲ့ဖန်အံမြို့တို့မှာ28ဒီဂရီစင်တီဂရိတ်စီနဲ့ဒဝယ်မြို့မှာ29ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနေပါတယ်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာခရမ်းလုံရောင်ကြီးအညွှန်းကိဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးကြံဒေသတွေမှာတော့အညွှန်းကိဟာတောင်ပိုင်းအဆင့်မှာပဲရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ရေးအနေဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုမ္ပဏီတို့ကနေရည်ရွယ်ဖော်ပြတာဖြစ်ပါတယ်ရှင်။ တာလင်ထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါတာလင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, YouTube, Website, X, TikTok နဲ့တာလင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်